I just connected the battery. That's a speaker. And this is another speaker. This gray bus. Yeah. Running the latest Android version. Let me show you something else. Fold low. ကိုလိုချင်တဲ့ဘက်ထရီတွေကင်မရာတွေကိုရိုင်းကိုကြအတုံးလေးနဲ့ customize လုပ်ပြီးတော့မှကာရမယ်ဆိုရင်ဘယ်လိုသဘောရလဲဒီလိုမျိုးတကယ်ကို customize လုပ်လို့ရတဲ့ဖုန်းလုံးတာထွက်လာခဲ့မယ်ဆိုရင်ရောထင်သလောက်အလုပ်ဖြစ်မလားဒီလိုအကောင်းတဲ့ innovation တစ်ခုလောက်ဟာကွာခုချိန်ဒီဘာလို့ထွက်မလာသေးရလဲဆိုတဲ့အကြောင်းဒီနေ့ဒီဗီဒီယိုမှာပြောပြအခုနောက်ပိုင်းနေမှာဖုန်းဝယ်ရောမယ်ဆိုရင်အရင်အလိုမျိုး brand ကြီးကြည့်ပြီးတော့ဝယ်တာနေသွား යි iPhone user တွေတော့မပါအောင်တော့ ဘာလို့ကြည့်ပြီးဝယ်ရလဲဆိုတော့ကိုတုံးချင်တာနဲ့ kait မဲ့ specification ကိုကြည့်ပြီးရောဝယ်တာဥပမာကဗီဒီယိုတွေပါရိုက်မယ်ဆိုတော့ဒါဆိုရင်မကပါစေဘလောက်ဂိမ်းဆော့မယ်ဆိုရင် chipset တွေ ram တွေကိုကြည့်ပြီးရောဝယ်ကြတာအဲ့လိုကြည့်ပြီးဝယ်ဦးဆိုရင်လေကိုတုံးမဲ့ဖုန်းကကောင်းမကောင်းဆိုတာကိုထပ် review တွေဆိုသွားမေးတာပါပြီးတော့ဒီဖုန်းနဲ့အစဉ်ပြေမဲ့ review တွေကိုလိုက်ပြီးရောမှကြည့်ကြရများတယ်အရင်ကတော့အဲ့လိုမဟုတ်ဘူးထပ် review channel တွေကလည်းများများစားတိတ်မရှိသေးဘူး ပြီးတော့ social media platform ဆိုရင်မြန်မာနိုင်ငံမှာတိတ်ပြီးမတုံးကြသေးဘူးကွာ TV မှာကြောင်ကြတဲ့ဖုန်းကိုကြိုက်ရင်ဝယ်လိုက်တယ် iPhone ဈေးနဲ့တည်းသွားလဲ iPhone ဝယ်ကြရွာ Vivo ကြိုက်တဲ့သွားလဲ Vivo ရဲ့နောက်ဆုံးပုံစံရောဝယ်ကြရတယ်အနောက်ကတော့ဂိမ်းဆော့မယ်ဆိုရင်အခုလိုမျိုး performance တွေပါရင်လည်းအရင်အလောက်မလို့ကင်မရာရိုက်လိုက်လို့အဆင်ပြေရယ်ဆိုရင်တော့မှလှနေပြီလို့ထင်ခဲ့ကြတာပါအဲ့တော့ဖုန်းဝယ်မယ်ဆိုလို့ရှိရင်နောက်ဆုံးပေါ်ရီယာမော်ရီမင်ဖုန်းတစ်လုံးဆိုပြီးတော့ပဲပြောပြီးတော့ဝယ်ခဲ့ကြတာအခုပြပြမယ်အရန်မိုက်တဲ့ innovation ကကြတော့အဲ့ခေတ်ကလေးကအကောင့်တွေပေါ်ခဲ့တာပါ ုတ်တာကကြတော့ Google ကနေ project error ဆိုပြီးတော့မှ2013လောက်မှာမိတ်ဆက်ခဲ့တာ2014မှာကျတော့ဒီ error phone ရဲ့ prototype ကို Google IO မှာချပြခဲ့တာခုချိန်မှာအဲ့ဒါကိုကြည့်မယ်ဆိုရင်တော့ဒီ error phone ကမိုက်တယ်လို့ပြောလို့ရတယ်ဒါတကယ်လည်းမိုက်တယ်လို့ထင်တယ်ကွာအဲစဉ်းစားကြည့်လိုက်ကိုက phone တစ်လုံးပြတ်မယ်ဆိုရင်အနည်းဆုံး1000ကျပ်လောက်ကုန်ပါအဲမှန်နေပါရဲ့ကွဲရဆိုရင်တော့မှ phone အားကလွဲလို့เนาะ share phone တွေမှာဆိုရင်3000ကျပ်လောက်ကုန်တယ် flagship library မှာဆိုရင်လဲ merit zero to နဲ့သုံးပေးထားတဲ့မှန်နေတာမှ10ချီလောက်ကုန်နေရပါဒါကလည်းပြင်းတဲ့ဘာကိုပြောတာနော်တကယ်လို့တော့ဟာဒီ error ဆိုရဲဖုန်းတာထွက်လာခဲ့မယ်ဆိုရင်ဖုန်းပြတ်သွားလဲတွားပြင်စရာမလိုပြတ်တဲ့အစိပ်ပိုင်းကိုပဲကောက်ပြီးတော့လဲလာအောင်ပဲခွာဒါကလည်းစားဖက်သမားတွေအတွက်ဆိုရင်တော့အိမ်မက်ဆိုရီတစ်ခုလိုပဲအဓိကကြောင်ဆက်သွားရအောင်အခုနောက်ပိုင်းတော်တော်များများကြတော့ဖုန်းတွေကိုဝယ်မယ်ဆိုရင်မဝယ်ခင်မှာ specification ကြည့်ပြီးတော့ဝယ်ကြတာဆိုတော့ဒီ error ဖုန်းကိုဒါမိတ်ဆက်လိုက်မယ်ဆိုရင်တော်တော်များများကြိုက်ကြလိမ့်မယ် ကံမကောင်းတာတစ်ခုကတော့2016လောက်မှာဒီဖုန်းကို Google ဘက်ကနေကန်ဆယ်ရတာ။ဘာကြောင့်လဲဆိုတော့အိုက်ခင်တော့ကြတော့ပါလူတွေကဖုန်းဝင်မယ်ဆိုရင်ဘာမှမကြည့်ပဲနဲ့တန်းတုံးချင်ကြတာ။လူနည်းစုဖြစ်တဲ့ tag ပိုင်းကိုနားလည်သူလောက်ပဲကြိုက်ကြတော့ပါ။ဆိုတော့ဖုန်းတလုံးကထွက်တောင်မထွက်လာသေးဘူး။ကြိုက်တဲ့သူကနင်းနေရဆိုဒီ error ဖုန်းကိုထုတ်မယ်ဆိုရင်လေကုန်ကြမ်းစိတ်ကများအောင်ပဲ။ ပြီးတော့စိတ်ပိုင်းတစ်ခုချင်းစီကိုဟိုတေချာတီဆောက်ပြီးတော့ထုတ်လို့ရတာဆိုတော့ performance ကလည်းတခြားဖုန်းတွေထက်ကိုတစ်ဆင့်နှိမ်သွားတာပါဘာလို့ performance ကျရတာလဲဆိုရဲအကြောင်းမြင်အောင်ရှင်းပြမယ်ရိုးရိုးဖုန်းတွေမှာဆိုရင် SOC ကိုမာသာဖုန်းနဲ့ဓာတ်ရိုက်ချိတ်ပေးထားတာဆိုတော့မာသာဖုန်းနဲ့ SOC ကြားမှာဆိုရင်အကွာဟာမရှိဘူးအဲ့ဒီ error phone ကကြတော့ modular design ဖြစ်တော့ဒီကိုယ့်ရဲ့ phone ကို SOC တက်လိုက်မယ်ဆိုရင်တော့မှ SOC နဲ့မာသာဖုန်ကြားမှာ distance တခုကွာခြားနေရပါဆိုတော့ဒီလိုမျိုးအကွာအဝေးတွေရှုပ်ထွေးနေတဲ့ connection တွေကြောင့်မို့ဒီ error phone ကတခြားဖုန်းတွေနဲ့ spectrum တူနေရဆိုရင်တော့ performance ကတဆင့်နှိမ်သွားတာအစစအကြီးကွာထုတ်လို့မပါရလဲဈေးကြီးရယ် performance ကလည်းပုံမှန်ထက်ကိုနှိမ့်နေရဆိုရင်ကိုယ်ခဲနေများလည်းအဆင်မပြေသလိုတကယ်ပတ်စံပေးပြီးတော့ဝယ်သုံးရတဲ့သူတွေကလည်းဝယ်ဖို့ကမဖြစ်နာဆိုတော့ပြောရမယ်ဆိုရင်ကွာ mobile လောကရဲ့ဒီ innovation ကြီးမှာစစ်မရောက်ခင်မြှောက်ကုန်သွားသလိုဖြစ်သွားတာကွာ ထိုးခဲ့မှာပါဒီလိုမျိုး modular ဖုန်းတလုံးမိတ်ဆက်လာမယ်ဆိုရင်ကြည့်နေတဲ့သူတွေရောဝယ်ကြအောင်ပါလားတကယ်ထွက်လာခဲ့မယ်ဆိုရင်ဘယ်လိုမျိုးနည်းပညာသစ်တွေနဲ့ထွက်လာနိုင်မလဲပြီးတော့ဈေးကွက်ပြောင်းလဲမှုတွေဈေးနှုန်းပြောင်းလဲမှုတွေပေါ်မှာတက်ရောက်နိုင်လားဆိုတော့ကိုကုံပြောမယ်ကွာ mobile လောကကြီးရဲ့ innovation တစ်ခုဖြစ်ထိုက်လာဆိုတာရောပါကိုယ့်ရဲ့အမြင်လေး share လုပ်တာကလေးလို့ရပါတယ်ဆိုတော့ right ပါနောက်တဲ့စိတ်ဝင်စားအောင်တဲ့ video နဲ့တူပြန်လာခဲ့ပါမယ်